ျွန်တော်မရှင်များအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီလိမ့်ချူချူ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အလဲထိုင်ကြီးနှမျိုးကိုပြန်လည်ပြောပြီးတော့မှာဖြစ်ပါတယ်ဗောနောကျွန်တော်တို့ဒီပြီးခဲ့တဲ့တပတ်အလဲထိုင်ကနန်းလေးလုံးကြီးနှမျိုးကတော့ကျွန်တော်နှမျိုးစလုံးပြတ်သွားခဲ့တယ်ဗောနောဒါကြောင့်မို့ကျွန်တော်တို့ဒီတပတ်မှာဤအတေကနန်း6လုံးကိုပြန်လည်ပြောပြီးတော့မှာဖြစ်ပါတယ်တာလေးကလည်းကျွန်တော်ပြီးခဲ့တဲ့ဘက်မှာကျွန်တော် အဲညီကတော့တည်တယ်ဗောနော်မတင်ပြလဲရဘူးဗောနော်မတင်ပြလဲရဘူးဆိုတာလေးကတော့ကျွန်တော်အလဲထိုင်လေးလုံးကလည်းတင်ပြထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီအလဲထိုင်၆လုံးကိုမတင်ပြလိုက်တာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်အရင်ဆုံးအနေနဲ့ညီနံပါတ်၁ကိုညီနံပါတ်၄ဗောနော်ဒီတင်းနေနေနဲ့ကိုကျွန်တော်ဒီမှာပုံပြပေးထားတယ်ဗောနော်ဒီမှာလေ89ဒုံများ၁ဒီမှာလေ89ဒုံများ၁နဲ့အတူတူပဲဖြစ်နေတယ်အဲ့မှာ89ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ကအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ ခုနှစ်အလေထိုင်ခွန်ခွန်ကိုပေါ့နော်ဒီနောက်ထပ်တစ်ချိန်မှာသူက693တင်းနေတော့96ခွန်693ကျွန်တော်အဲ့မှာ693 693တူတယ်ပေါ့နော်ခွန်3ည3ညဆိုတဲ့အတွက်ကြောင့်မို့3ညအလေထိုင်ဖြစ်ပါတယ်โอเคနောက်ထပ်တစ်ကြိမ်မှာသူက6ရခွန်ရဖြစ်ပါတယ်300ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ခုနှစ်အလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ ဒီတစ်ချိန်မှာလည်း၉၃ညအလဲထိုင်ရတယ်ပေါ့နော်၈၉လေးဆိုတဲ့အတွက်ကြောင့်မို့၉ကအလဲထိုင်ဖြစ်ပါတယ်9689893အတူတူပဲဖြစ်နေတယ်ပေါ့နော်အဲ့မှာ963ဆိုတဲ့အတွက်ကြောင့်မို့6တလုံးအလဲထင်ဖြစ်ပါတယ်ဒီမှာတော့9လုံးပေါ့နော်9689မှာ689ဆိုတဲ့အတွက်ကြောင့်မို့10ဒီအလဲထင်ဖြစ်ပါတယ် ဒီမှာတော့ကျွန်တော်တို့ညာတင်နေရတယ်ပေါ့နော်အဲနိနေခွန်ဆိုတဲ့အတွက်ကြောင့်မို့နေကအလဲထင်ဖြစ်ပါတယ်ဒါလေးကိုကျွန်တော်အဲနိနေတကွာပြန်နေပြပြီးတော့มาဖြစ်တယ်ပေါ့နော်ဒါလေးကတော့ဒူရှားပြီးသွားတဲ့ဟာလေးကိုမိတ်ဆွေများသိအောင် ပြန်လဲပြပြီးရှင်းဖြစ်ပါတယ်ခင်ဗျာဒီ၈ကိုတုံညာအလဲထင်၃လုံးတူတယ်ပေါ့နော်၃၈ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ၈ကအလဲထင်ဖြစ်ပါတယ်ခဏနေကြရင်ကျွန်တော်နိနေတကွာပြပြီးတော့မယ်ပေါ့နော် အစဉ်ရှိကိုတုံများတင်မှာ339ဆိုတဲ့အတွက်ကြောင့်မို့တုံညာကအလဲထင်ဖြစ်ပါတယ်။ဒီ3456အလဲထင်ပုံပေါ့နော်39နှစ်ဆိုတဲ့အတွက်ကြောင့်မို့ငါးကအလဲထင်ဖြစ်ပါတယ်။ဒီ68အလဲထင်မှာဆိုရင်39နှစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အဲ့မှာ ဒီ၃ခုနှစ်တစ်ကြိမ်ပါသူက၈၉၃ညာတင်းနေ၃ဖြစ်ပါတယ်ခင်ဗျာအဲ့မှာကျွန်တော်ရေးထားတာဟောဖြစ်သွားတယ်ဗောနော်ခဏနေကြမှာပြန်ပြီးပြင်ပြီးသွားမယ်၈၉၃ညာတင်းနေ၃ဖြစ်ပါတယ်ခင်ဗျာโอเคဒါကြောင့်ဒီမှာတော့ကိုယ်အလဲထိန်ဗောနော်ခဏနေကြမှာကျွန်တော်ထပ်ပြီးပြင်ပြီးသွားမှာဖြစ်ပါတယ် ကဲနောက်ထပ်တစ်ကြိမ်ကိုဆက်ကြည့်အောင်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာကျတော့နှစ်3 4 6နှစ်3 4 6ခုတူးနေတယ်ပေါ့နော်အဲ့မှာနှစ်လေး6ဆိုရတဲ့ကြောင့်မို့ကျွန်တော်တို့ဒီလေးကအလဲထိန်ဖြစ်ပါတယ်ဒီနှစ်3အလဲထိန်မှာကျတော့3နှစ်လေးဆိုပြီးတော့မှနှစ်ကအလဲထိန်ဖြစ်ပါတယ်ခင်ဗျာ968မှာ59နှစ်ဆိုတဲ့အတွက်ကြောင့်မို့9ကအလဲထိန်ဖြစ်ပါတယ် 6689မှာတော့865ဆိုရဲတော့ကြောင့်မို့6ကလအလေးထိန်ဖြစ်ပါတယ်ခင်ဗျာဒီ960အလေးထိန်မှာတော့396ဆိုပြီးတော့9ကအလေးထိန်ဖြစ်ပါတယ်ဒီ4960မှာ646ဆိုရဲတော့ကြောင့်မို့လေးဒီအလေးထိန်ဖြစ်ပါတယ်ခင်ဗျာ968အလေးထိန်မှာတော့98ဆိုရဲတော့ကြောင့်မို့ကျွန်တော်ခုနှစ်ကအလေးထိန်ဖြစ်ပါတယ် ဒီကိုတုံများတင်းတဲ့အလဲထိုင်မှာ69 60ဆိုတဲ့အတွက်ကြောင့်မို့ကိုဒီအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာโอเคဒီမှာတော့69တုံညာ33ဖြစ်ပါတယ်ခင်ဗျာ69တုံညာ33ဆိုတော့ကျွန်တော်တို့အာ69တုံညာ32မယ်ပေါ့နော်69တုံညာ33ဖြစ်ပါတယ်69 9ည3မှာဆိုရင်ဒီ9ကအလဲထင်ဖြစ်ပါတယ်ခင်ဗျာโอเคဆက်ပြီးတော့ကျွန်တော်ဟောကစာမျက်နှာကိုလေ့လာကြည့်မယ်ပေါ့နော်ဒါကနံပါတ်1ပေါ့နော်။ဒါကနံပါတ်2ဖြစ်ပါတယ်။အဲ့ဒီမှာတော့6 8 9 3ညာ ကိုသုံးညာတိနှစ်သုံးလေးဆိုရအတွက်ကိုသုံးညာတိကိုသုံးညာတိပေါ့နော်ရှစ်ကိုရှစ်ဆိုရအတွက်ကြောင့်မို့ကိုကအလေထင်ဖြစ်ပါတယ်ဒီ3456ခု8တင်းနေ3456မှာကျွန်တော်3456တူတယ်ပေါ့နော်တင်း5ဆိုရအတွက်ကြောင့်မို့လေးကအလေထင်ဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ဒီခရစ်ဘတ်မှာကျွန်တော်မတင်ပြလိုက်ရတာဖြစ်တယ်ပေါ့နော် အလဲထိန်လေးလုံးကိုပဲတင်ပြလိုက်တာဖြစ်ပါတယ်အလဲထိန်လေးလုံးနီးနှမျိုးကိုတင်ပြလိုက်တာနီးနှမျိုးရှိလုံးပြတ်သွားတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်အဲခဏ6လုံးနီးနှမျိုးကိုကျွန်တော်တို့ဆက်ပြီးနေတာကြည့်မယ်ပေါ့နော်အရင်ဆုံးအနေနဲ့ကျွန်တော်နီးနံပါတ်1ကို လေ့လာကြည့်အောင်ပါခင်ဗျာကဲဒါလေးကတော့ကျွန်တော်နီးနံပါတ်1ဖြစ်ပါတယ်ပေါ့နော်ဒီနံပါတ်1မှာဒီ9နဲ့ဒီ9နဲ့ပေါင်းတာက16ဖြစ်ပါတယ်ခင်ဗျာ ဒီတင်းနဲ့ဒီရှင်းနဲ့ပေါင်းတာကကိုဘောနော်ခွန်ရဲ့နေ့ရဲ့ပေါင်းတာကကိုဆိုပြီးဖြစ်ပါတယ်ကိုနဲ့ကိုပေါင်းတာ၁၈ရှင်းနဲ့ရှင်းပေါင်းတာ၁၆ရတဲ့အတွက်ကြောင့်မို့6ခွန်၈9တုံညာတည်ဖြစ်ပါတယ်အဲ့မှာတော့ကျွန်တော်တို့ကို698ဆိုတဲ့အတွက်ကြောင့်မို့ကိုကအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ6 9 9တုံညာတင်ပါ698ပေါ့နော် ်ဒီဟာဖြစ်ပါတယ်6 9 6 9 3 9 8 9 8ဆက်ပြီးတော့ဒီ3 5 6 9 8ဆိုတာလေးကိုဆက်ပြီးနေလာကြအောင်လားခင်ဗျာဒီ9မှာဆိုတဲ့အတွက်ကျွန်တော်ဒီအလဲထိုင်9မှာတစ်ချိန်ဖြစ်ပါတယ်ဒီ9မှာဆိုတဲ့အတွက်ဒီ6မှာတစ်ချိန်ပေါ့နော်ဒီ10မှာဆိုတဲ့အတွက်ဒီ10မှာဖြစ်ပါတယ်ဒီ10မှာဆိုတဲ့အတွက်ဒီ10မှာပေါ့နော်9မှာဆိုတဲ့အတွက်ဒီ9မှာဖြစ်ပါတယ်ခင်ဗျာပြီးရင်နေနဲ့ထပ်ပေါင်းမယ်ပေါ့နော်အဲ့ဆိုဒီ9နဲ့ဒီ6နဲ့ပေါင်းတာက73ဖြစ်ပါတယ် ရှင်းနဲ့တိပောင်းတာကလည်းကိုကိုနဲ့ဒီနင်းနဲ့ပေါင်းတာ7ဖြစ်ပါတယ်ကိုနဲ့တိပောင်း10 73ဆိုတဲ့အတွက်ကြောင့်မို့3 4 5 6 9 8ဆိုပြီးဖြစ်ပါတယ်အထက်တဲ့ကြိမ်မှာ3 4 5ဆိုတဲ့အတွက်ကြောင့်မို့၄ဒီအလေထင်ဖြစ်ပါတယ်ခင်ဗျာ3 4 5 6 9 8မှာ3 4 5ဒီဟာပေါ့နော်3 4 5 6 9 8မှာ3 4 5 ။အဆင်ဒီတစ်ပတ်ဒီတစ်ပတ်အတွက်ဆိုရင်တော့ကျွန်တော်ဒီ9မှာဆွဲအတွက်ဒီ6မှာဖြစ်ပါတယ်။6မှာဆွဲအတွက်ဒီ6မှာဖြစ်ပါတယ်။7မှာဆွဲအတွက်ကြောင့်မို့နေ့မှာပါနော်။အလဲထိုင်7မှာတစ်ကြိမ်အလဲမှာပဲ3တစ်ကြိမ်ကိုနေ့နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ဒီ6နဲ့6နဲ့ပေါင်းခြင်းက30ဖြစ်ပါတယ်ခင်ဗျာ။နေ့နဲ့7ပေါင်းတာလည်း30ပေါ့နော်။၃နဲ့ဒီ2နဲ့ပေါင်းတာက9ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့9 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 169 ကို၃ညအလဲထင်းဖြစ်ပါတယ်ခင်ဗျာ96893ညဆိုပြီးဖြစ်ပါတယ်ပေါ့နော်96893ညဆိုပြီးဖြစ်ပါတယ်โอเคကျွန်တော်ဒီနေ့အတိုင်းပဲပေါ့နော်ဒီနေ့အတိုင်းပဲဒီဟာလေးတွေကိုလည်းကျွန်တော်မိတ်ဆွေများပြန်ပြီးတော့စီကြည့်လို့လည်းရတယ်ပေါ့နော် โอเคဒီဟာလေးနေပေါ့เนาะကျွန်တော်ဒီဟာပရိတ်ဖြစ်ပါတယ်ပရိတ်6လုံးပေါ့เนาะဒီမှာဒီကနန်းလေးတွေနဲ့ပေါ့เนาะဒီဟာလေးတွေနဲ့ကျွန်တော်ခုနပြတဲ့ဒီအတိုင်းပဲဒီဟာလေးတွေကြည်ပြီးတော့ the tension ပြန်ပြီးတော့ကြည်ကြည်လို့စစ်ကြည်လို့ရမယ်ပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်နောက်ထပ်နေ့နံပါတ်2ကိုဆက်ပြီးလေ့လာကြည့်အောင်ပေါ့เนาะ โอเคဒါလေးကတော့ကျွန်တော်နီးနံပါတ်2ဖြစ်ပါတယ်နီးနံပါတ်2မှာကျတော့ဒီ9နဲ့ဒီ6နဲ့ပေါင်းတာက15ဆိုပြီးဖြစ်ပါတယ်ဒီ9ကတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာဒီ9နဲ့6နဲ့ပေါင်းတာက73ပေါ့နော်အပေါ်မှာရှိတယ်6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်9နဲ့9ပေါင်းရှင်း30 3နဲ့6ပေါင်းရှင်း9ဆိုတဲ့အတွက်9 3ည1 2 3 4ပေါ့နော်အဲ့မှာတော့698ဆိုတဲ့အတွက်ကြောင့်မို့9ကအလေးထင်ဖြစ်ပါတယ်ခင်ဗျာ ကိုတုံညာတင်းနေတုံးလေးမှာရှစ်ကိုရှစ်ဒီဟာဖြစ်ပါတယ်ပေါ့နော်ကိုတုံညာတင်းနေတုံးလေးမှာရှစ်ကိုရှစ်ဆိုပြီးတော့ကိုအလဲထင်းဖြစ်ပါတယ်ခင်ဗျာတင်းနေတုံးလေး၅၆ဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ခေတ္တဆိုရင်ကျွန်တော်တို့ဒီ၉မှာဆိုတဲ့အတွက်ကြောင့်မို့ဒီ၅မှာချိန်ဖြစ်ပါတယ်၆မှာဆိုတဲ့အတွက်ဒီ၈မှာပေါ့နော်၅မှာဆိုတဲ့အတွက်ဒီ၃မှာဖြစ်ပါတယ်ခွန်နဲ့ရှောင်းနဲ့မှာဆိုတဲ့အတွက်ကိုယ်နဲ့တုံညာနဲ့မှာပေါင်းပြီးတော့ရှောင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ 9နဲ့ရှင်းနေပေါင်းရှင်းက73ဖြစ်ပါတယ်3နဲ့ဒီ9ပေါင်းရှင်းက72ပေါ့နော်3 9ပေါင်းတာ72 3ညနဲ့6နဲ့ပေါင်းရှင်းက6ဆိုပြီးဖြစ်ပါတယ်3နဲ့2ပေါင်းက9နဲ့6ပေါင်းတာ71ဆိုတဲ့အတွက်3 3 4 5 6အလေထိန်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ3 4 5ဖြစ်တဲ့အတွက်ကြောင့်မို့လေးကအလေထိန်ဖြစ်ပါတယ်ဒီမှာပါနော်3 2 3 4 6မှာကျွန်တော်လေးအနေထင်ဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ခုနလိုမျိုးပဲဒီဟာဒီလိုနီးနဲ့ခုနကနန်းနေနဲ့ပြန်ပြီးတော့ကြည်လို့ပြန်ပြီးတော့ဆစ်ကြည့်လို့ရတယ်ပေါ့နော်ဒီ3လေး5မှာဆွေအတွက်ကျွန်တော်ဒီ6မှာတစ်ချိန်ယူမယ်ပေါ့နော်ဒီ6မှာဆွေအတွက်ဒီ3မှာဖြစ်ပါတယ်3မှာဆွေအတွက်ဒီ2မှာပေါ့နော်9နဲ့3မြောင်းနဲ့မှာဆွေအတွက်3နဲ့9နဲ့မှာတစ်ချိန်စီကို6နဲ့ထပ်ပါမှာဖြစ်ပါတယ်ခင်ဗျာ6နဲ့3ပေါင်းတာက7ဖြစ်ပါတယ်2နဲ့3ပေါင်းတာက 9နဲ့ရှောက်ပေါင်းတာလည်း15ဆိုပြီးဖြစ်ပါတယ်9နဲ့9ပေါင်း30တည်တလုံးကြံတဲ့အတွက်ကြောင့်မို့10နဲ့3 4 5 6အလေးထိုင်ပဲဖြစ်ပါတယ်အဲဆိုကျွန်တော်ဒီမှာတော့10နဲ့3 4 5 6ပေါ့နော်10နဲ့3 4 5 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုကျွန်တော်ဒီဘက်မှာတော့9 6 9 8 9 9 6 9 8 9 9ဆိုတော့ အလဲထိုင်ကကျွန်တော်တို့9ရက်6ရက်နှလုံးပြရတယ်ပေါ့နော်ဒီနည်းနဲ့မျိုးစလုံးဒါဆက်ပြီးတော့ okay ခင်မယ်ဆိုရင်ပေါ့နော်အဲဆိုရင်လည်းဒီမှာလည်းအလဲထိုင်နှလုံးရတယ်ဒီမှာလည်းနှလုံးပေါ့နော်ပြီးတော့ဒီမှာလည်းအလဲထိုင်နှလုံးဖြစ်ပါတယ်ဒီတစ်ပတ်မှာလည်းကျွန်တော်တို့အလဲထိုင်က9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ okay အပြည့်ခွေကနေမှာတော့3ည3 4 5 6ခွန်ရှင်းဆိုပြီးတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီမှာ9ရက်6ရက်အလဲထိုင်ဆိုပြီးဖြစ်ပါတယ် โอเคဒါကတော့ကျွန်တော်တင်ချာနည်းအရမရှင်များလေ့လာလို့ရအောင်ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးအထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ